ါခင်ဗျာဂျောင်းမောင်ဒီပါလက်ကီလေးရောလှုပ်လိုက်လာပါပြီလက်ကီလေးရောလှုပ်လိုက်ကြပါဘောနော်ကျွန်တော်ခုရောက်နေတဲ့နေရာကတော့ Lordy Hotel ကိုရောက်နေတာ Lordy Hotel မှာမှဒါ Crystal Ballroom ကိုရောက်နေတာဘာလို့ကျွန်တော်ရောက်လဲဆိုတော့ဒီမှာကျွန်တော်ပြရမယ် Link and Go ဘောနော်ကျွန်တော်တို့ဒီမှာပထမဆုံးမိတ်ဆက်မယ်ကားအစ်စ်ကြီးပေါ့အဲ့ဒါကြီးကိုမှတို့ရတာခန်းခန်းနားနားကိုမိတ်ဆက်မှာပွဲနဲ့ပတ်သက်ပြီးတော့လဲ online မှာအများကြီးကြော်ညာထားပါတယ်ဥမာဗျာကျွန်တော်တို့အနုပညာလောကရွှေနဲ့ရွှေပေါ့အစိုးရတရုတ်ဆောင်ရွှေသူတရုတ်ဆောင်ရွှေမုံရည်အဲ့လိုအားနဲ့အစိုးရမေရပါပါသေးရဲ့နောက်ထပ် DJ လည်းအများကြီးပါခေါ်ပြီးတော့ပေါ့နော် ဒီလိုမျိုးဆယ်လီအတိုင်းဝိုင်းဒီကားလုပ်ငန်းရှင်တွေအတိုင်းဝိုင်းနေတယ်ခန်းခန်းနာနာတိုက်တိုက်မြဲမြဲလုပ်တဲ့ပွဲကြီးကိုကျွန်တော်ကရောက်ရှိနေတာဖြစ်ပါတယ်ကဲအဲ့တော့ပွဲကြီးတဲ့ကိုသွားကြည့်လိုက်အောင်မယ်လိုက်ခဲ့ပါအောင်ကျွန်တော် register ရင်လုံးရမယ်ပြောတယ်လာဗျာကဲဗျာပွဲကြီးရောဒီ region နေလုံးဝ share my size ကိုလုံထားတယ်ဒီမှာဆိုရင်ကျွန်တော် register ပေးရမယ် okay ကျွန်တော် register ဝင်ပေးလိုက်အောင်မယ်ခင်ဗျာကဲပါကျေးဇူးပါကျေးဇူးပါတော့ဟုတ်ကဲ့ပါ We want to power and truly understand this market. So why do we share our passion? Our passion in this city was a cloud transmission. Zero one, zero two, zero three. ဲ့ဒီမှာဒါဒီကရရှေ့ပိုင်းမှာရှေ့ပိုင်းကိုလည်းဒါတော်တော်မိုက်တယ်။သူ့ဒီဇိုင်းဒီလုံးဝဒီထိတ်ကပေါ့နော်သူ့လိုဂိုပါမယ်။သူ့မီးဆိုလည်းဒါ Aurora ပေါ့ကျွန်တော်မိုးတောက်ပန်းဆန်ဆန်လုပ်ထားတဲ့မီးဒီဇိုင်းမျိုးဖြစ်တယ်။ဒီကောင်က engine power 1.5 turbo recharge gearbox ကြောင့် gear 9ချက်နဲ့လာမယ်။အဲ့တော့မှ turbo charge ဆိုတာပါသေးတယ်။အဲ့တော့အရန်ယူမြန်ပြီးစီစားတက်တာရဲ့ကားမျိုးတွေကိုပါတယ်။သူ့ size နဲ့သူ့ engine နဲ့ဆိုတော်တော်လိုက်တယ်ဗျာ။ကဲဒီကောင်ကတော့ဘေးကိုလည်းလိုက်ကြည့်ပါအောင်ဗျာ။ ဝေဆန်းဟိုမှာဇီးပုံစံမျိုးပေါ့နော်ကျွန်တော်တို့ flying dot နဲ့လုပ်ထားရလို့ပြောတယ်ကြီးလိုက်တော့ဒီမှာတကယ်လဲသူ့ဟာဒီဇိုင်းဒီတက်တက်ရဲ့ရိုးရှင်းရှင်းနဲ့ဒီအုံဆိုလဲဒီမှာလုံးဝ360တူတော့ကင်မရာလေးကိုလုံးဝမြုပ်တာတော်မိုက်တယ် ray line တွေပါလေတော်တော်အမိုက်စားပဲလုပ်ထားကဲကျွန်တော်နောက်တစ်ချက်သွားကြည့်ရအောင်သူ့ဒီအနောက်မီးဆိုလဲဗျာဒါလုံးဝ energy core ပေါ့နော်ဒီဇိုင်းအဲ့လို energy စုနေတဲ့ဟာမျိုးလို့ပြောတဲ့ဟာမျိုးဖြစ်တယ် ဒီလိုအတုံးလေးတွေဗျတော်တော်လှတယ်ညမှာကြီးလိုက်လို့ရှင်ဒီမီအောင်ဒီဒီကားကလွယ်လို့ရှားမှာမဖြစ်နိုင်အောင်ဆိုဒီဇိုင်းမျိုးပေါက်တယ်တော်တော်လှတယ်အမှမှာသူရဲ့ဒီလင်းငံကိုပေါ့ဒီဒီဇိုင်းကိုဒီမှာသာအခုမှမိတ်ဆက်ပေးမယ်ထိုင်းလိုမျိုးမှာတော့ကျွန်တော်အလဲရောက်တာပဲဖြစ်ဖြစ်ကျွန်တော်အလုံးနဲ့ပေါ့နော်ဘလော့တွေရိုက်ဖို့ရောက်သွားပဲဖြစ်ဖြစ်တော်တော်တွေးပြတဲ့ကားမျိုးပါတယ်ကဲဒီကားအတွင်းကအောင်ဘလို့ရှိမလဲသွားကြည့်ရအောင်လိုက်ခဲ့ပါအောင်ဗျဒီမှာပြသူတကားဆိုလဲဒါတော်တော်မိုက်တယ်ဒီလက်ကင်ချက်တွေပါလीကြစ်ကြစ်လက်လက်နဲ့ အာစီးပိုင်တဲ့ဒီဇိုင်းမျိုးကိုရှိတယ်ဒီမှာမှသူ့ရဲ့ဒီပေါ့ ambiance light လေးလောက်တာတော်တော်မိုက်တယ်ဗျမိုက်စားလေးအပေဒီအပေါင်းဆင်းလဲခံမဲ့ပေါ့ဒါအရောမန်နေမန်ချပေါ့ကျွန်တော်ကဒါ passenger ဘက်ကိုလာနေရဆိုတော့ passenger ဘက်ကခလုတ်ပေါ့နော်အမှမှလဲသားအကောင်းဆုံးကိုတုံးတယ် out speaker ဆိုလဲဒီလိုအစင်းလေးနဲ့လုံးလိုက်ဒါလုံးဝဒီဇိုင်းဒီလူငယ်ကြိုက်ပေါ့လူကြီးရတဲ့ဇိုင်းတော့လူငယ်တော့ကြိုက်မယ်ဖြစ်နေဒီအရှိအခုမော်တာပေါ့နော်ဒီမှာကျွန်တော်တို့မော်တာနဲ့ကျွန်တော်တို့ရှေ့တိုးနောက်ဆုပ်တွေကိုလှုပ်လို့ရတယ်တော်တော်မိုက်တယ် ဝေါအထက်ကလုံးဝဗျာအပြင်ကတူဝဗျာအာဒီ Mercedes Crossover SUV ပေါ့အထက်မှာကျတော့လုံးဝ Sport ပဲခုံနေရသလုံးဝ Sport တိုက်ပေါ့နော်လုံးဝကြစ်ကြစ်လစ်လစ်ကိုပေးတယ်ဒီ Panoramic ပါမယ်ပေါ့ Panoramic ဒီ2 size နဲ့ပေးထားတဲ့ဟာဒီလုံးဝကို Luxury မျိုးကိုပေးတယ်အပန်းကန်ကျုံးမဲ့ကောင်များဒီကောင်ဒီလုံးဝဘင်းမဲ့လမ်းပေါ်မှာရောက်လာရင်ဘင်းမဲ့ဆိုတဲ့ဟာမျိုး Europe လိုဟာမျိုးမှာပါ Sport တိုက်ကိုစိတ်ဝင်စားရဲ့လူငယ်ကြီးတိုင်းမှာအရန်ပေါက်နေတဲ့ကားမျိုးလို့ပြောတယ်ဒီမှာဆိုရင်ဒါလုံးဝ360တောင်ပုတ်တော့ဘူး ငါ40 view ကိုပါပေးတာဒီအောက်မှာပါဘာရှိနေရဆိုတော့ကျွန်တော်ကြည့်လို့ရတဲ့ဟာမျိုးကိုဖြစ်တယ်ဒီ screen ဆိုလဲဒါ12လက်မကျော်ပေါ့အဲ့လိုမျိုးပေးတယ်အထက်က premium leather ပိုင်းနဲ့တော်တော်မိုက်ပြီးတော့ဒီမှာဆိုလဲဒါသူရဲ့ gear line ဘာညာဆိုလဲဗျာပေါ့ပေါ့ပပနဲ့ခစ်ပေါ် design ကိုလုပ်ပေးထားတာမျိုးကိုဖြစ်တယ် CRI wheel ဆိုလဲဒီမှာဆိုတော့ pedal shift တောင်ပါသေးတယ်ကျွန်တော်တို့ gear ကိုမှ manual ပါတခါတည်းထပ်မောင်းလို့ရမှာ pedal shift နဲ့ဆိုတော့ အဲ့လိုမျိုးဆိုတော့ဒါလုံးဝ sport ကိုလုံးဝလူငယ်ဆန်ဆန်အမှန်အကန်ဘင်းဆိုတဲ့ကားမျိုးတွေကိုပါတယ်အဲ့တော့ကျွန်တော်လိုက်ကြည့်ပါဦးဗျမြန်မာနိုင်ငံကိုပထမဆုံးအာဝင်လာတဲ့ပေါ့နော်လင့်ငန်ကိုရဲ့ link into the city ပေါ့မြို့ပြမှာလမ်းမပေါ်မှာအမှန်အကန်ဘင်းမဲ့ crossover midsize SUV ကားတစ်စီးကိုကျွန်တော်ကတုံးသက်ပေးတာဖြစ်ပါတယ်ကဲတော့အားလုံးပဲ come on bro